မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီကနေ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်လာရှုမျိုးလိုမြို့ပြတိုက်ပွဲတွေဖြစ်လာရင်အခုစစ်ကောင်စီကဖွဲ့မဲ့အသက်35နှစ်အထက်အသက်ကြီးပိုင်းမျိုးသားတွေပါတဲ့ပြည်သူလုံခြုံရေးအဖွဲ့တွေကအဓိကခုခံစစ်အဖြစ်တိုက်ပွဲဝင်ရမယ်ဆိုပြီးစစ်ကောင်စီကညွှန်ကြားထားတယ်ဆိုပါတယ်အကြံဖတ်စစ်ကောင်စီက စစ်မှုရဲတင်နန်းစစ်စစ်သားအစ်စ်တွေကိုတင်နန်းမတက်ခင်ကတဦးကိုလဆောင်ငွေချက်9သိန်း1000ပေးမယ်ဆိုပြီးရှွန်းရှွန်းဝေအောင်ပြောခဲ့ပြီမဲ့လက်တွေမှာတော့3သိန်း9000သာပေးပြီးလဆောင်အပြည့်အဝမရဘူးဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကလရှုမြို့လိုမြို့ပြတိုက်ပွဲတွေဖြစ်လာရင်အခုစစ်ကောင်စီကဖွဲ့မဲ့အသက်35နှစ်အထက်အသက်ကြီးပိုင်းအမျိုးသားတွေပါတဲ့ပြည်သူ့လုံခြုံရေးအဖွဲ့တွေက အတိကခုခံစစ်အဖြစ်တိုက်ပွဲဝင်ရမယ်ဆိုပြီးစေကောင်းစီကညွန်ကြထားတယ်လို့နေပြည်တော်ပြည်ထောင်စုသတင်းရှင်းမြစ်ကရန်ကုန်ခေတ်တကိုပြောပါတယ်အကြံဖတ်စစ်ကောင်းစီကဩဂုတ်လ16ရက်နေ့ကစပြီးပြည်နယ်နဲ့တိုင်းအသီးသီးမှာအသက်35နှစ်ကနေအသက်65နှစ်အထိတကြီးပိုင်းအမျိုးသားတိုင်းရကြေးပြည်သူလုံခြုံရေးကြီးကြပ်ရေးအဖွဲ့တွေမှာပါဝင်ရမှာဖြစ်တယ်လို့ညွန်ကြားချက်ထုတ်ထားတာပါအခုအဲ့ဒီစစ်ကောင်စီရဲ့ပြည်သူလုံခြုံရေးအဖွဲ့တွေကလာရှို့လို့မြို့ပြတိုက်ပွဲတွေဖြစ်လာရင် ခုခံစစ်အဖြစ်စစ်ကောင်စီတက်တဲ့အတူတိုက်ပွဲဝင်ရမှာဖြစ်တယ်လို့သူတို့ကိုလက်နက်ပါတက်စင်ပေးထားမှာဖြစ်တဲ့အတွက်မြို့ထဲမှာစိတ်ဝင်နေတဲ့ PDF တပ်ဖွဲ့တွေကိုပါအဲ့ဒီအဖွဲ့တွေကဖမ်းဆီးပေးရမယ်ဆိုပြီးစစ်ကောင်စီကညွန်ကြထပြန်တဲ့လို့နေပြည်တော်ပြည်ထရေးသတင်းရှိပြီကပြောထားပါတယ်။ဒါအပြင်အဲ့ဒီပြည်သူလုံခြုံရေးအဖွဲ့တွေကပဲမြို့ကိုကာကွယ်နိုင်မယ်ဆိုတာတွေကိုပါရှင်းပြကြဖို့ဆိုပြီးထွေအုပ်ကနေတစ်ဆင့်ရက်ွက်အုပ်ချုပ်ရေးမှုတွေစီကိုညွန်ကြထတာတွေပါရှိနေပြန်တယ်လို့နေပြည်တော်ပြည်ထရေးသတင်းရှိပြီကပြောထားပါသေးတယ်။ဒါအပြင် အဲ့ဒီစစ်ကောင်စီရဲ့ပြည်သူလုံခြုံရေးဆိုတဲ့အဖွဲ့တွေကိုလက်နက်တပ်ဆင်ပေးမှဖြစ်တဲ့အတွက်ရက်ကွက်နဲ့ဂျေးရွာအုပ်ချုပ်ရေးမှုတွေကိုကြန့်ဖို့ပါတီအမာဂန်တွေနဲ့စစ်တပ်ထောက်ခံတဲ့သူတွေကိုသာစစ်ကောင်စီကအစားထိုးလဲလှယ်နေပြီ NLD ခက်ခဲကအုပ်ကြီးတွေဆိုရင်အကုန်လဲပြီးတော့သူတို့စစ်တပ်အတွက်အမှန်တကယ်အလုတ်လုတ်ပေးမဲ့သူတွေနဲ့သာလဲလှယ်အစားထိုးတာတွေလည်းရှိနေပြန်တယ်လို့နေပြီးတော့ပြည်ထောင်စုသတင်းရင်းမြစ်ကပြောထားပါတယ်လက်ရှိမှာတော့အကြံဖတ်စစ်ကောင်စီကတနိုင်ငံလုံးအတိုင်းအတာနဲ့ သူတို့ဖွဲ့မဲ့ရက်ကွက်နဲ့ခြေရွာအဆင့်ပြည်သူလုံခြုံရေးအဖွဲ့တွေကိုနှစ်လအတွင်းအပီးဖွဲ့စည်းပြီးလက်နက်ပစ်ခတ်မှုတင်တန်းတွေကိုလည်းအ мян ပို့ချဖို့တွေပါညွှန်ကြားထားသေးတယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့အကျံဖက်စစ်ကောင်စီကစစ်မှုရတဲ့နဲ့စစ်စစ်သားအစ်တွေကိုတင်တဲ့မတက်ခင်ကတဦးကိုလဆောင်ငွေကျပ်9သိန်းတထောင်ပေးမယ်ဆိုပြီးရှုံးရှုံးဝေအောင်ပြောခဲ့ပြီးမြက်လက်တွေမှာတော့3သိန်း9000တာပေးပြီး လဆာအပြည့်ဝမရဘူးလို့လဆာမရတဲ့တသားတစ်တချို့ကရန်ကုန်ခစ်တစ်ကိုပြောပါတယ်အကျန်းဖတ်စစ်ကောင်စီကစစ်မှုရတဲ့နဲ့စင်တသားတစ်တွေကိုတင်နဲ့မတက်ခင်ကတော့လဆာနဲ့ဇယိတ်ခလာတိုင်းငွေကျပ်9သိန်းတထောင်ရမယ်ဆိုပြီးမလုံပေးပြောဆိုခဲ့ပြီမယ်တကယ်လဲတင်နဲ့စင်ပြီးရောလဆာ2သိန်း8တောင်းပဲရမယ်လို့ပြောင်းပြောပြီးလက်တွေရှေ့တန်းလဲပုတ်ခံရရောလဆာ3သိန်း9တောင်းပဲရတယ်လို့ရှမ်းမီနဲ့တောင်ပိုင်းကိုပုတ်ခံလိုက်ရတဲ့တသားတစ်တူကပြောထားပါတယ်ဒါပြင် အဂျန်ဖက်စစ်ကောင်စီကစစ်သားတအုပ်ကိုတက်စွန်စရိတ်တသိမ်းပေးမယ်ဆိုပြီးပြောထားတာလဲရှေ့တန်းမှာစစ်သားတွေသာသေသွားတယ်တက်စွန်စရိတ်လည်းမပေးတဲ့အပြင်သူတို့ပြောတဲ့နေအိမ်လိုက်ငန်းပေးမယ်ဆိုတာလဲလုံးဝမဟုတ်မှန်ပဲရှေ့တန်းရောက်တာနဲ့မိသားစုကိုပါလုံးဝဆက်တွယ်ခွင့်မပေးတော့သလိုတခုအင်ကိုပြောချင်ရင်နော်သူများစီကဖုန်းကားပြီးပြောနေရတဲ့အပြင်အခုတရေဌာနကိုပြောတာတော့ယုံကြည်စိတ်ချရတဲ့သူတွေစီကနေဆက်တွယ်ရတာဖြစ်ပြီးအခုလိုချင်းတွေဟာစစ်မှုထမ်းတင်နှန်းစင်အကုန်လုံးကြုံနေရတာဖြစ်တယ်လို့ စစ်မှုရန်တင်တဲ့အပတ်စဉ်တင်တဲ့စင်တသားတူကပြောထားပါတယ်လက်ရှိမှာအကြံဖတ်စစ်ကောင်စီကသူတို့လစဉ်ခေါ်ယူနေတဲ့စစ်မှုရန်တင်တဲ့တွေအတွက်တသားအစ်စ်တွေမပြည့်တာကြောင့်အသက်35နှစ်ကျော်တဲ့သူတွေကိုပါစစ်ထဲခေါ်သွင်းပြီးစစ်မှုထမ်းတင်တဲ့တက်ခိုင်းနေတယ်လို့လည်းသိရပါတယ်ခင်ဗျတဖက်မှာတော့မကွေးတိုင်းမုံရွာမြို့ပေါ်ရက်ွက်တွေနဲ့အနီးနားကကျေးရွာတွေမှာပါစစ်မှုထမ်းဖို့ဆိုပြီးအကြံဖတ်စစ်ကောင်စီတပ်ကပြည်သူတွေကိုအတင်းအကျပ်ပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေပြီး ဈေးဆိုင်နဲ့လပိတ်အင်းဆိုင်တွေအထိဝင်ဖန်းတာတွေပါရှိနေတယ်လို့ပြည်သူအယောက်90ကျော်လဲဖမ်းဆီးခံထားရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။အော်ဂူလာ25ရက်နေ့ဖြစ်တဲ့မနေ့ကပဲမုံရွာမြို့ပေါ်ရက်ကွက်အများပြားနဲ့မုံရွာမြို့တောင်ဘက်မှာရှိတဲ့ကျေးရွာတွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဝင်ရောက်လာပြီးစစ်မှုထမ်းမှုအကြောင်းပြချက်နဲ့ပြည်သူတွေကိုအတင်းအကျပ်ပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေတာဟာဈေးဆိုင်တွေလပိတ်အင်းဆိုင်တွေအထိကိုဝင်ဆွဲနေတာဖြစ်တဲ့အတွက်အချင်းတွေကတော်တော်ကိုစိုးနေပြီလို့ဒေသခံပြည်သူတို့ကပြောထားပါတယ် အဲ့ဒီလိုဖမ်းဆီးတဲ့နေရာမှာလဲအကြံဖက်စကောင်းစီတပ်ဖွဲ့တွေကလူငယ်တွေဆိုတခါတည်းဖမ်းခေါ်သွားပြီးလျှက်စစ်ပစ္စည်းအယောင်ဆိုင်ကလူငယ်တွေနဲ့ကိတ်မုတ်ဆိုင်ကလူငယ်တွေဆိုရင်တော်တော်များများပါသွားသလိုတကြီးပိုင်းတွေကိုတော့ဖမ်းပြီးပတ်စံတောင်းနေတယ်လို့မုံရွာမြို့နေပြည်သူတို့ကပြောထားပါတယ်လက်တော်သိရှိထားချက်အရာမုံရွာတောင်းနေခြေရွာတွေကပြည်သူအယောက်90ကျော်ကိုအကြံဖက်စကောင်းစီတပ်ဖွဲ့ကဖမ်းဆီးလိုက်ပြီးမြို့ပေါ်ရက်ွက်တွင်မှာလဲအတင်းချက်ပေါ်တာဆွဲဖမ်းဆီးခံရတဲ့သူတွေရှိနေသေးတယ်လို့သိရပါတယ်ခင်ဗျာ ဖက်မှာတော့မန္တလေးတိုင်းကကြောက်ပတောင်းမြို့နယ်မှာစစ်တပ်အားကိုးနဲ့ပြည်သူတွေကိုနှီးမျိုးစုံပိနှိပ်ချိန်ချောက်နေတဲ့ကြောက်တကားရွာအုတ်ချုပ်ရဲမှုဝင်းအောင်ဆိုသူပြက်ခတ်ခံရပြီးပွဲချင်းမိကိုသေသွားပြီလို့အညာမီ PD ရဲ့ကြောက်ပတောင်းအဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။အော်ဂူလာ23ရက်နေ့ကပဲကြောက်ပတောင်းမြို့နယ်ကအချမ်းဖတ်စစ်ကောင်စီခန့်ကြောက်တကားဂျေးရွာအုတ်ချုပ်ရဲမှုဝင်းအောင်ဆိုတဲ့သူကိုအညာမီ PD ရဲ့ကြောက်ပတောင်းတပ်ဖွဲ့ရဲဘော်တွေကတွားရောက်ပြက်ခတ်ရှင်းနေရမှာ။ ပွဲချင်းပြီးကိုသေသွားပြီသူစီကနေကြီးကအင်ဂျီနဲ့ဓာတ်ချောင်းကိုပါတိမ့်စီရရှိခဲ့တယ်ဆိုပါလေအဲ့ဒီကြောက်တကကြိတ်ဝအုတ်ချုပ်ရင်းမှုဝင်းအောင်ဆိုတဲ့သူဟာအချမ်းဖတ်စကောင်စီကိုအကြိတ်ကျဲထောက်ခံတဲ့သူဖြစ်တဲ့အပြင်စစ်တပ်အားကိုနေဒေသခံပြည်သူတွေကိုနှီးမျိုးစုံမတရားဖိနှိပ်ချိန်ချောက်နေတဲ့သူဖြစ်ပြီးအခုတော့သေပြီလို့အညာမြေပြည်ရဲ့ကြောက်ပတောင်းအဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါလိမ့်ခင်ဗျဒီတခါစကိုင်းတိုင်းဘက်မှာတော့ စကိုင်းမြို့နယ်ကမြာသိန်းတန်းဖျားမှာတက်ဆွဲထားတဲ့အကြံဖက်စစ်ကောင်စီတပ်ကိုတော်လှန်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်ချိန်မှုအတွေ့စေကောင်စီတပ်သား၅ဦးကတော့အသီးသီးသေကုန်ကြပြန်ပြီလို့ယူနီကွန်ပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တကိုပြောပါတယ်။အော်ဂူလာ၂၂ရက်နေ့ကပဲစကိုင်းမြို့နယ်ကမြာသိန်းတန်းဖျားမှာတက်ဆွဲထားတဲ့အကြံဖက်စစ်ကောင်စီတပ်ကိုတော်လှန်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်ချိန်မှုခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့ စစ်ကောင်စီတပ်သား5ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးသိမ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းမြန်သွားတဲ့အတွက်အထိနာသွားတဲ့စစ်ကောင်စီတပ်သားတွေဟာသူတို့ရဲ့စစ်ကူစစ်ကြောင်းတွေရောက်လာမှအနီးနားကဖုန်ကြီးကြောင်းနဲ့နေအိမ်တွေကိုဝင်ရောက်ပြီးတော့ဘာမှမဆိုင်တဲ့စစ်ပေးရှောင်းပြည်သူ2ဦးကို PDF ခေါင်းစဉ်နဲ့တပ်ဖြတ်သွားခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်းခစ်တက်ကနေဒီနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ